င်္ဂလာပါခင်ရှကုံခစ်တစ်ကနေဒီနေ့လည်းကင်းဒရင်တွေကိုတင်ဆက်ပေးပါမယ်ဂင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပူလူတူစခန်းကို PNL PDF ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီးအဲ့ဒီစခန်းကစစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အတွက်ထိုင်းစစ်တပ်ကအကူအညီပေးထားရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ် ဂျပန်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေမှာပြင်းအားမြင့်ဘုံတွေနဲ့နှိပညာမြင့် drone တွေကိုပါဇက်တိုက်အုံပြုနေပြန်တယ်လို့သူတို့စစ်တပ်ရဲ့အမှတ်ခုံကပ္ပဆာစစ်ရုံကနေပေါက်ကွဲအားပြင်းထန်တဲ့ဘုံတွေပါတုံးမြင့်ထုတ်လုံနေပြန်တဲ့ဆိုတဲ့တဲ့ပါဝင်ဒီနေ့လည်းကင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ဂင်းပြင်းနဲ့ထိုင်းမြန်မာနေဆက်ကဂျပန်စစ်ကောင်စီတပ်ရဲ့ပူလူတူစကန်ကို GNLPD ရဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီးအဲဒီစကန်ကစကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အတွက် ထိုင်းစစ်တပ်ကအကူအညီပေးထားရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ကအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပုလူတူစခန်းကို GNLPD ပူပေါင်းတပ်တွေကဒီကနေ့မတ်လ14ရက်နေ့ထိုင်းစံတော်ချိန်မနက်အစောပိုင်းတနာယီဝင့်ကျင်လောက်မှာပဲတိမ့်ပိုက်လိုက်တဲ့အကြောင်းနဲ့စခန်းတစ်ခုလုံးမိလောင်ပျက်စီးသွားတဲ့အကြောင်းကိုပါထိုင်းသတင်းတွေမှာဆိုထားပါတယ်။အဲ့ဒီပုလူတူစခန်းသိမ်းတိုက်ပွဲမှာမြန်မာစစ်တပ်ကတေတဲ့သူတွေတော်တော်ကိုမြားထားတဲ့အကြောင်းနဲ့တချို့စစ်သားတွေကထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အတွက် လူသားချင်းစာနာမှုအခြေခံမူနဲ့အညီထိုင်းစစ်တပ်ကအကူအညီပေးထားရတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။လက်ရှိမှာတော့အဲ့ဒီတိုက်ပွဲဖြစ်ပွားရာထိုင်းမြန်မာနယ်စပ်ကထိုင်းဘက်အချက်မှာထိုင်းစစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ထားပြီးဒီလိုစစ်ကောင်စီရဲ့ပိုလူတူစခန်းသိမ်းပိုက်လိုက်တဲ့အကြောင်းကို KNU ဘက်ကတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးသလိုထိုင်းသတင်းတွေမှာတော့ဖော်ပြနေကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာပြင်းအားမြင့်ဘုံတွေနဲ့ဒီပညာမြင့် drone တွေကိုပါဇက်တိုက်အသုံးပြုနေပြန်တယ်လို့သူတို့စစ်တပ်ရဲ့အမှတ်ခွန်ကပ္ပဆာစက်ရုံကနေပေါက်ကွဲအပြင်းထန်တဲ့ဘုံတွေကိုပါတုံးမြင့်ထုတ်လုံနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာအချမ်းဖက်စစ်ကောင်စီကအရင်သုံးနေကြတရုတ်လုံ drone တွေကိုအစစ်မြင့်ပြီးအသုံးပြုခဲ့ရကနေအခုတခါရုရှားလုံ drone တွေကိုပါအသုံးပြုလာတာမျိုးတွေရှိနေပြန်တယ်လို့တဖက်မှာလည်းပြင်းအားမြင့်ဘုံတွေကိုပါပို့တိုးပြီးထုတ်လုံတာတွေလုပ်နေတယ်လို့ဆိုပါတယ်အဲ့ဒီအတွက် ဒေါ်လာရေးအင်အားစုတွေဘက်ကအရင်ထက်ပိုမိုသတိထားဖို့လိုအပ်ပြီးဒေါ်လာရေးတပ်တွေထိန်းချုပ်ရနယ်မြေတွေကပြည်သူတွေအနေနဲ့လည်းလူစုလူဝေးလောက်တာမျိုးကိုသတိထားကြဖို့ကိုပါနေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကအတိပေးထားသလိုစေကောင်းစီကတော့အဲ့လိုလေချောင်းတိုက်ခိုက်မှုတွေမှာပြင်းအားမြင့်ဘုံသီးတွေကိုသူတို့စစ်တပ်ရဲ့အမှတ်ခွန်ကပ္ပဆာစက်ယုံကနေဇက်တိုက်ထုတ်လုပ်တာတွေပါလုံနေပြန်တယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ချင်းမီနဲ့ဖလန်းမျိုးကအချက်ဖက်စစ်ကောင်စီရဲ့ခလာရ268တရင်ကုန်းမှာတိုက်ပွဲတွေပြင်းထန်နေပြီစစ်ကောင်စီဘက်ကလည်းမနေ့ကညပိုင်းအထိလေကြောင်းပစ်ကူတွေနဲ့ပါအပြင်းထန်ဘုံကျဲခုခံနေရတယ်လို့ဒေတာတွင်းစီရေးသတင်းရေးမိကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ချင်းပြည်နယ်ဖလန်းမျိုးကအချက်ဖက်စစ်ကောင်စီရဲ့ခလာရ268တရင်ကုန်းကိုချင်းတော်လိုင်းရေးပူပေါင်းတပ်တွေကမတ်လ12ရက်နေ့ကစပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရမှာမတ်လ13ရက်နေ့ဖြစ်တဲ့မနေ့ကအထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရဆိုပါတယ် ဲ့ဒီတိုက်ပွဲတွေအတွင်းအဂျပန်စစ်ကောင်စီဘက်ကအသေးအတန်ခုခံနေရတဲ့အခြေအနေမှာရှိနေသလို Jet Fighter လေယာဉ်6စီးနဲ့ရောဝိုင်းတွဲလေယာဉ်2စီးနဲ့ပါလေကြောင်းပစ်ကူပေးနေရတဲ့အနေအထားကြောင့်သူတို့စစ်တပ်ကတော်တော်ကိုအထိနာနေတဲ့အခြေအနေမှာရှိနေပြီမနေ့ကညပိုင်းအထိကိုစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ဘုံကျဲခုခံနေရတယ်လို့ဒေတာတွင်းစစ်ရေးသတင်းရှိမိကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ ။ပဲခူးတိုင်းကမိုးညိုမြွတ်နဲ့လေးအိမ်တန်းကြေးရွာမှာနေတယ်။ကိုရဲလင်းဆိုတဲ့သူကိုအချက်ဖက်စကောင်စီတက်တဲ့အုပ်ချုပ်ရေးအဖွဲ့ကညအိတ်နေတဲ့အချိန်ချင်းနောင်တဲကနေဆွဲထုတ်ပြီးစစ်မှုထမ်းခိုင်းမှုဖမ်းဆီးသွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဖြစ်စဉ်ကတော့မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကညနဲ့ကြီးပိုင်းလူတွေအိတ်နေတဲ့အချိန်မိုးညိုမြွတ်နဲ့လေးအိမ်တန်းကြေးရွာကကိုရဲလင်းဆိုတဲ့သူကိုအချက်ဖက်စကောင်စီတက်တဲ့အုပ်ချုပ်ရေးမှုခင်မြတ်မွန်အပါဝင်ယာယီမှု တန်းငွေနဲ့တန်းစော်ဆိုသူတို့ကပါ နေအိမ်တဲ့အတိဝင်ရောက်ပြီးတော့ကိုရဲလင်းဆိုတဲ့သူကိုချင်းအောင်တဲ့ကနေဆွဲထုတ်ပြီးစစ်မှုထမ်းခိုင်းမှုဖမ်းဆီးသွားကြတယ်ဆိုပါလေဒါအပြင်အဲ့ဒီလေအိမ်နဲ့ခြေရွာအုပ်ချုပ်ရေးမှုခင်မြတ်မွန်ရဲ့နေအိမ်မှာအချက်ဖက်စကောင်စီတပ်သားတွေကတက်ဆွဲထားပြီးအနီးနားခြေရွာတွေကလူငယ်တွေကိုပါစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်စုံကုန်းတမယာခုံတာလီယာနဲ့ပြည့်စင်ကုန်းခြေရွာတွေကလူငယ်တွေပါထွက်ပြေးတင်းရှောင်နေရတာတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ โอเคถ้าเกิดเรายังขิตติกะนี่ดิเนนี่เลยกันตรีนี่กูติ27เกราวาจิชุไปเกต okay.